ကဲ brother တို့အားလုံးပဲမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်းကြိုဆိုလိုက်ပါတယ်ဒီကနေ့မှတော့ YC တို့က brother တို့အတွက်အတိတ်ရောက်ရှိလာတော့မယ့် All Star Event ကြီးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် ဒါနဲ့ခဏလေးနေအောင်ဘရာသားတို့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီဘရာသားတို့အတွက်ကျွန်တော်အနေနဲ့ဒီဝေးဒီအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ဒီတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် YC တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါဒါကြောင့် subscribe လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်ကဲအဲ့တော့အချိန်ကြီးဆွဲမနေတော့ဘဲနဲ့ကျွန်တော် event အကြောင်းကိုစာပြီးတော့ပြောလိုက်ရအောင်ကဲ event ရဲ့ပုံစံကတော့ကျွန်တော်ရှေ့တစ်ခါပေါ့နော် အကိုင်းရဲ့ကျွန်တော်တို့ mobile legend 1ပြည့် anniversary တုန်းကလာခဲ့တဲ့ event ပုံစံနဲ့အတူတူပါပဲအဲအများကြီးတိတ်ပါမှမကွာချာဝါဦးကချာဝါတာကသူကဒီတိုင်းမှမှမမီနီတက်စ်မီနီဂိမ်းလေးတွေထပ်ပြီးဆော့အောင်ပါအခုကျွန်တော်တို့ Naruto event မှာလာခဲ့တဲ့ Ninja Sutra Ninja Sutra ကြီးတွေလိုမျိုးဂိမ်းလေးတွေဆော့ပြီးတော့ကျွန်တော်တို့ကဒီ point ငွေတွေရအောင်ယူပြီးတော့ skin နဲ့အချင်းပြန်လုပ်ရမှာဖြစ်ပါတယ်အဲဒီနေရာမှာတော့သူကဒီ Harabuza skin ပြရတယ်ပေါ့နော်အမှန်တကယ်တော့ဒီနေရာမှာက အတိတ်ထွက်လာမယ်ဒီဘက်ဘေးမှာပြလာတယ်ပိုပိုရဲ့ကိုပါရဲ့ skin ကိုကျွန်တော်တို့အချင်းလောက်ရမှာဖြစ်ပါတယ်။ coin blown နဲ့အချင်းလောက်ရမှာလဲဆိုတော့အတိအကျရတော့မသိသေးဘူး။ဒါပေမဲ့ original စာပါပါကိုရောက်လာခင်တော့သိရမယ်ပေါ့နော်။ကဲတော့ကျွန်တော်တို့ဒီ answer တုံးခောက်တဲ့ batch ကြောင့်သွားရအောင်။အဲအရှိတစ်ခေါက်လာခဲ့တော့ကဆိုလို့ရှိရင်သူ့အနေနဲ့အန်စာတုံးခောက်တာဒီလောက်ထိတိတ်ဟောမှာဖြစ်ဘူးဒါပေမဲ့အခုတစ်ခေါက်အန်စာတုံးခောက်ပြီးသွားပြီဆိုရင်အခုလိုမျိုးမီနီဂိမ်းလေးတွေဆော့မှာဖြစ်ပါတယ်ဒီနေရာမှာဆိုလို့ရှိရင်တော့ ဒီကြာလာတဲ့ဒိုင်နိုဆောလေးတွေကိုလှန်နဲ့အဲပစ်ပေးရမှာပေါ့နော်ဒိုင်နိုဆောလေးတွေကိုတိုက်နေုံမင်းသူ့အနေနဲ့အစက်ကန်လည်းပေးကြတယ်အချက်20ပြည့်အောင်ပြည့်အောင်ပြည့်ရမယ်ပေါ့နော်ကြောအချက်20မပြည့်ဘူးဆိုလို့ရှိရင်ရတယ်အဲအချက်20ကြော်သွားလို့ရှိရင်သူ့အနေနဲ့ coin တွေအများကြီးပို့ရတယ်ပေါ့နော်ကဲအဲ့တော့ကျွန်တော်ဒီမှာဆိုတော့ကျွန်တော်ပြစ်ပြမယ်သူ့အနေနဲ့လက်ကတော့တတော်လေးကုန်မှမြန်မှရမယ်ဆိုရင်အနေထားလေးတစ်ခုရှိတယ်သူအနေနဲ့စက္ကန့်30အတွင်းမှာဗျာအဲ့လိုမျိုးပြည့်ရမှာအမှန်တကယ်ကြည့်ကျွန်တော်ပြမယ်အမ်အေးစီလေးပဲဟဲလိုက်ခဏနေခဏနေရော့နောက်တစ်ခေါက်အေးအမှပြီးပြီနင်းတစ်ခေါက်ဟမ် ေးသွားပြီဒါဆိုရင်အချိန်ပြည့်သွားအချိန်ပြည့်သွားဖြစ်တဲ့အတွက်ကြောင့်ဒီမှာဆိုပြလားအဲအဲ့ token နေ300ရရတယ်အဲ့ token လေးတွေကိုစုတာမှာအဲ့ token လေးတွေကိုစုတာပြီးတော့ကျွန်တော်က skin နဲ့အချိန်ပြန်လုံရမှာကျွန်တော်ရှိမှာတော့အန်တာတော့ခောက်ခွင့်နေရအဲအများကြီးရှိနေရဗျအဲ့အတွက်ကြောင့်ကျွန်တော် brother တို့အများကြီးဆမ်းရလိုက်မယ် okay ဒါကြတော့သူကဒိုင်နိုဆောကိုဖမ်းပြီးတော့ရိုက်တာပေါ့နော် okay အဲဘယ်လိုဖမ်းပြီးတော့ရိုက်လဲဆိုတာကိုကျွန်တော် brother တို့ပြမယ်အဲသူကဘယ်လိုပုံစံမျိုးလေးလဲဆိုတော့ဒီမှာဗျဘယ်နာကနေမှမသိဘူးသူကထွက်လာလိမ့်မယ်အဲ့အဝါရောင်အတန်းလေးကိုဖြတ်ပြီးဆိုတာနဲ့ကျွန်တော်တို့ကအဲ့ အလဲတတရခလုတ်ကိုနှိမ့်ရမှာရဲသွားပြီဆိုလို့ရှိရင်အမပြမယ်ပေါ့နော်အဲအမနှိမ့်လိုက်အမ်ဒါပဲအဲ့လိုမျိုးလေရိုးရိုးရှင်းရှင်းလေးပဲဒါမဲ့တခုပဲသူကဘယ်နာနေထွက်လို့ထွက်လာမှမသိဘူးပေါ့နော်အဲ့ဒါလေးတခုပဲချန်နာတော့ကျွန်တော်အကုလုံးလွယ်လွယ်ကူကူလေးတွေပဲအမနှိမ့်လိုက်အမ်အဝါရောင်အဝါရောင်ဖြတ်ပြီဆိုတာနဲ့အဲ့အလဲရခလုတ်ကိုအဲဟိုဘယ်လိုပြရမလဲအကောင်ဘယ်လိုခေါ်ရမလဲအမ်ကြာဖို့ခလုတ်ကိုနှိမ့်လိုက်ရပြီဗျာโอเคဒီလောက်ပဲကဲဆိုတော့နောက်ထပ် answer တော့ကြည့်ထည့်လိုက်ကြည့်မယ်အာ test တွေထပ်ပြီးပါသေးလဲဆိုတော့ကျွန်တော် brother တို့တရားလေးပြတယ်โอเค တော့ဒီနေရာမှာဆိုတော့ तू อ่ะအဲဟိုပါဘောနော်ဒီ8လေးတွေပြတာအမြောက်လေးနေနဲ့ပြတာခါကြောင့်ကျော်တုံတင်လေးတွေပဲရမှာပေါ့နော်โอเคဆိုတော့ကျွန်တော်နောက်ထပ်ထပ်ပြီးတော့လှည့်ကြည့်လိုက်မယ်နောက်ထပ်ပါတက်လေးတွေပါလေးလဲဆိုโอเคဒီဒီကောက်တက်မှာဆိုတော့ရှင်သူ့အနေနဲ့ဒုံးကြည့်ပြရမှာပေါ့နော်ဒုံးကြည့်ပြရမယ်ပုံစံလေးရှိတယ်โอเคဆိုတော့ ဘလို့ဆော့ရမလဲဆိုတော့အဲတော့အပေါ်မှာလေအဲဒိုင်နိုဆောပြန်လေလာမယ်အောက်ကဒုံးကျည်လည်းလာမယ်ဒုံးကျည်ကဒုံးကျည်နေရာလေးတက်တက်ရောက်သွားပြီဆိုတော့မှကျွန်တော်တို့ကနှိပ်ရမယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အောက်ကအပေါ်အကောင်လေးတွေပြစ်ပေးတာဖြစ်မှာဒုံးကျည်ကဒုံးကျည်နေရာမရောက်သေးဘဲနဲ့ကျွန်တော်ကနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလဲချော့သွားမယ်ပေါ့နော်အဲကျွန်တော်တို့အမှမြမြလေးထိလေလေမြမြလေးပြစ်နိုင်လေလေကောင်းလေပဲပေါ့နော်ကဲဆိုမြင်တွေ့နေရတဲ့အတိုင်းပဲကျွန်တော်အနေနဲ့ကတော့ချော်တာတွေလည်းရှိရယ်လွဲတာတွေလည်းရှိရယ်ပေါ့နော်ဒီမှနဲ့တော့လွဲချော်သွားရတယ်ပဲအင်းထားလိုက်ပါတော့ဒါရင်မပြောတော့ပါဘူးโอเค အခုသူစကန်ပေးထားတဲ့စကတ်သုံးတဲ့အတွင်းမှာကျွန်တော်လိုက်ပြနေရတော့ရကလောက်လေးတော့ရနေ Okay good တယ် Okay perfect တယ် Okay ဒီကားလဲသွားတယ် Okay ထပ်ပြမယ်ကောင်းကြီးတော့ Okay AC တပဲဟင်မယ်ငါစကတ်လေးပဲကျန်တော့တာနော် Okay ဆိုပြလိုက်တော့ Okay ပြီးသွားပြီဒါဆိုလို့ရှိရင်ကျွန်တော်နေနေအမ်ဒီမှာတလားတစ်ကက်လေး200ရရတယ်အဲအဲ့လိုမျိုးတစ်ကက်လေးတွေစုပြီးတော့တီးရမှာဖြစ်ပါတယ်ကြက်စော့နောက်ထပ်ထပ်ပြီးတော့သွားမယ်နောက်ထပ်ထပ်ပြီးတော့သွားမယ် Okay ဒီတစ်ခါမှလည်းသူက ဒီကျွန်တော်တို့ ace လေးပြတာနေနေရောရောက်သွားတဲ့အတွက်ကျွန်တော်တို့ကอืมအမမရဘူးဒီ token လေးတွေပဲရမယ်ဗနော okay ဆိုဆက်တော့ရမယ် okay ဒီကောင်မှာပါရမလဲဆိုတော့လေပါမမရဘူးတို့တို့ပဲ okay ဆိုနောက်ထပ်တစ်ခေါက်ထပ်ပြီးတော့သွားကြည့်မယ် okay နောက်ထပ်ဘယ်လောက်ကြမှာလဲ okay ဒီတစ်ခေါက်မှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ surprise task တစ်ခုပေးတယ်ဗနော်အဲ့ surprise task ကကြတော့ပါလဲဆိုတော့ကိုယ်တိုင်ဆော့လို့လည်းရတယ်တငယ်ချင်းကိုပြန် share ပေးလို့လည်းရတယ်ကျွန်တော်ကတော့ကိုယ်တိုင်ဆော့လိုက်မယ်ဒီမှာသူက classic rank ပါဝင်မှာတပွင့်နိုင်အောင်ဆော့လို့ရှိရင်အဲ့ဒီ task ကပြီးသွားပြီပြီးသွားရင်ကျွန်တော်တို့ကအဲ့ ဘယ်လိုပြောရမလဲတစ်ကက်လေးတွေရမယ်ဟိုစကင်နဲ့အချင်းပြန်လုံလို့ရမယ်တစ်ကက်လေးတွေရပါမယ်စပါတယ်ကလေးတွေကိုလုတ်ပြီးတော့လဲကျွန်တော်တို့ဒီအန်ဆာတုံးခောက်ခွင့်လေးတွေပြီးတော့ပါရမလဲဆိုတော့တစ်ကက်လေးတွေကိုလဲရပေါင်းမှာဖြစ်ပါတယ်အဲပို့ပြီးမိုက်ကွာတာပါလဲဆိုတော့အထက်မှာပြောတဲ့ရခေါင်းနဲ့မီနီဂိမ်းလေးတွေကိုပပပပါလေးဆောင်းရင်နဲ့ အဲကျွန်တော်တို့ကဒီပြောရမယ်ဆိုတစ်ကတ်တိုကင်လေးတွေရသွားမှဖြစ်ပါတယ်။ကဲဆိုတော့ဒီလောက်ဆိုရင်တော့ brother တို့နားလည်လာပြီးတော့ထင်ပါတယ်။ကဲပြီးတော့ကျွန်တော်တို့ရှစ်တစ်ခေါက်ကလာခဲ့တဲ့ဒီ dancing golden event ကလိုမျိုးကျွန်တော်တင်ဂိတာရင်း event ပုံစံမျိုးလေးကျွန်တော်ပုံစံလေးတစ်ခုရှိသေးတယ်။အဲ့ဒါကိုကျွန်တော်အခုသွားပြီးတော့ show မယ်ကောင်းကြီးတော့ okay let's go ဆိုတော့ဒီ event နဲ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဘာမြင်တွေ့နိုင်မလဲဆိုတော့တငယ်ချင်း၅ယောက်ကို invite လုပ်ပြီးဆောက်ရမယ်ပုံစံမျိုးပေါ့နော်။ ကျွန်တော်ဒီမှာ Avenger Point ဆိုတာလေးရှိတယ်။အဲ့ဒီ Avenger Point လေးတွေကိုကျွန်တော်ဆူရမှာဒီကကျွန်တော်တငယ်ချင်းတွေဖိုက်ရမှာပေါ့နော်။ပြောမယ်ဆိုကျွန်တော်စက်ကွက်လေးတစ်ခုထောင်လိုက်တယ်လို့မျိုးပေါ့နော်။အဲအမှကျွန်တော်တငယ်ချင်းတွေကိုခေါ်မယ်ဒါမှမဟုတ်လည်းကျွန်တော်တငယ်ချင်းတွေခေါ်တဲ့စက်ကွက်တွေကိုတွားပြီးတော့ကျွန်တော်ဝင် join လို့ရတယ်။ကျွန်တော်တို့က test လေးတွေလုပ်ပြီးတော့အခုလိုမျိုးဒီမှာပေါ့နော်ဘယ်လိုပြောရမလဲဆိုတော့ training point လေးတွေပုံမှန် test နဲ့ထပ်တိုး test လေးတွေကိုလုပ်ပြီး training Avenger training point လေးတွေကို ကြောင်းဆုရမယ်။ point လေးတွေပြည့်သွားပြီဆိုလို့ရှိရင်တော့အခုလိုမျိုးကျွန်တော် reward လေးတွေရရှိမယ်။ဒီနေရာမှာတော့ ticket တွေမှော့အမုတ်နေပါတယ်ဘဝနှစ်ဆက်ကတည်းကပဲပေးရတယ်ဆိုပေမဲ့ original server ဘက်ကိုရောက်လာခင်အဲ့ထက်တန်ဖိုးကြီးတာတွေပေးကောင်းပေးနိုင်တယ်။အဲကျွန်တော်အထင်ပြောရမယ်ဆိုတော့ဒီနေရာမှာစက္ကရင်တကောင်ကောင်ပေးဖို့တေချာတာလောက်ရှိပါတယ်နော်။အဲ့ဒါတော့ ကျွန်တော်အတိအကျတော့မပြောတတ်ဘူးဒါပေမဲ့တေချာတလို့ရှိရလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်။နောက်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီတငယ်ချင်း၃ယောက်ဖြစ်ဖြစ်၅ယောက်ဖြစ်ဖြစ်ခေါ်လိုက်ပြီဆိုတော့ကျွန်တော်တို့အနေနဲ့ကြက်ကားခွက်ချင်းကတ်ကိုလည်းရရှိတော့အောင်မှာပဲဖြစ်ပါတယ်။အဲ့ဒါရတတော်ရွံ့မှလမ်းနဲ့ကြက်ကားခွက်ချင်းကတ်လည်းရမယ်ပြီးတော့ဘေးဝအလန်းစားအကြီးကြီးတစ်ခုခုလည်းရမယ်ဆိုတော့တော်တော်မိုက်တယ်။အဲ့တော့အဲ့လိုမျိုးလေးသိထားရင်အဆင်ပြေပြီ။ဆိုတော့ Y series ရှင်းပြခဲ့တာကိုလည်း brother တို့နားလေတဘောပေါက်လာပြီလို့ထင်ပါတယ်။ event တွေကအရန်ကုန်မှာရိုးရှင်းနေ။နောက်ပြီးတော့ပြောင်းသွားတဲ့ပုံစံတစ်ခုရှိတယ်။အဲ့ဒါကပါလေဆိုတော့ကျွန်တော် ဒီ event short တဲ့ကပေါ့နော် event short တဲ့ဆိုတာတဲ့ in game short တဲ့ကကျွန်တော်တို့ဒီပုံစံကတော်တော်ကြီးကိုပြောင်းလဲသွားပါတယ်။ဘာနဲ့သွားတူလဲဆိုအရင်လုံးက mobile legend ရဲ့ပုံစံနဲ့သွားပြီးတော့တူနေပါတယ်။ဒါကတော့အခုလက်ရှိ advanced server ပေါ်ကအနေထားလေးကိုပြောပြတာ။အဲ original server ပေါ်ကတော့ now update မှာလာမယ်လို့သိထားရပါတယ်။ဒီ hero shop ထဲမှာဆိုလို့ရှိရင်အဲ့လိုပဲဘာလို့ပြောရမလဲ။အရင်လုံးကပုံစံမျိုးလေးကိုပြန်ကန်စားရအောင်လို့မို့တော့လောက်တာပေးတယ်။ပြီးတော့ second နေရောင်းတဲ့နေရာဆိုလဲအဲ့လိုမျိုးပဲပေါ့နော်။ ူအနေနဲ့အဲ့လိုပုံစံမျိုးလေးနဲ့အဲပြန်ပြီးတော့လုတ်ပြတာပေးတာလေးကတော်တော်လေးကမှအဆင်ပြေပါတယ်။ကဲကျွန်တော် brother တို့တို့ခုပြောပြရရှိပါတယ်။ကျွန်တော်အခုပုံနဲ့ပြတာတဲ့ဗီဒီယိုလေးမှာ brother တို့တက် starlight cafe ကတိရီယာမှာ giveaway ပေးရပါတယ်။အဲ့တော့ giveaway မှာပါဝင်ကစမ်းကြရင်လည်းကျွန်တော်ရဲ့ channel ကိုလည်း like and subscribe လေးလုပ်ခဲ့ပေးကြပါအောင်ကောင်းကြီးတွေ။ကဲဆိုတော့ဒီဗီဒီယိုလေးကဒီလောက်ပါပဲ။ဗီဒီယိုလေးကိုအဆုံးနဲ့ like ကြည့်ပေးကြတဲ့ brother တို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်။ကဲဆိုအားလုံးပဲ sorry ဒီပေါ့နေပိုင်ရောက်လို့ YC တို့လို့ရုပ်အများကြီးချောလာပါလေလို့ဆုတောင်းပေးလိုက်ပါတယ်ကောင်းကြီးတို့။အဲလေး